မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြာဖြန့်တွေဟာမြောက်လိုင်းရဲ့အကြမ်းဖက်စစ်တပ်နဲ့ဘလို့ဆက်နွယ်နေသလဲအမေရိကန်ဤဘာမာတင်စစ်စင်ရေးစပီဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အွန်လိုင်းငွေလိမ်ကိုင်းကြာဖြန့်တွေဟာ မင်းအောင်လိုင်းရဲ့အချမ်းဖက်စစ်တမ်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဆိုတာခိုင်မာတဲ့အထောက်အထားတွေနဲ့သတင်းတွေအများကြီးရှိပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံထဲမှာအခြေဆိုင်တဲ့ကြားဖြတ်လုပ်ငန်းကြီးတွေဟာလက်ရှိစစ်တပ်အုပ်ချုပ်ရေးနဲ့တိုက်ရိုက်ပတ်သက်မှုတွေရှိနေတာပေါ့။စစ်ကောင်စီနဲ့သူရဲလက်အောက်ခံလက်နက်ကိုင်တွေဟာအဲ့ဒီကြားဖြတ်စင်တာတွေကနေတရားမဝင်ဒေါ်လာဘီလီယံနဲ့ချီတဲ့ဝင်ငွေတွေရနိုင်ကြတာပေါ့။2021အာဏာလုပြီးနောက်ပိုင်းနိုင်ငံတကာဖိအားတွေနဲ့ပိတ်ဆို့မှုတွေခံရတဲ့အချမ်းဖက်စစ်တပ်ဟာသူတို့ရဲ့နေမျိုးတွေမဆုံးရှုံးအောင်ကြားခံထားနိုင်ဖို့အတွက် မဟာမိတ်ဖွဲ့ထားတဲ့လက်နက်ကင်တွေကိုအဓိကမှီခိုနေရတာပါ KNA အရင် BGF တို့ DKPA တို့လိုစစ်တပ်နဲ့မဟာမိတ်လက်နက်ကင်အဖွဲ့တွေကနေဆက်ဒေသတွေမှာရှိတဲ့ကြားဖြတ်စင်တာတွေကိုလုံခြုံရေးနဲ့အခအခွဲအပြည့်အဝပေးထားပါတယ်အစည်းအဝေးခန်းစာတွေအရဒီလက်နက်ကင်တွေဟာငွေလိမ်လုပ်ငန်းကရတဲ့အမြတ်ငွေအများစုကိုမြန်မာစစ်တပ်နဲ့ခွဲယူနေကြတယ်လို့ဆိုပါတယ်တရုတ်လူမျိုးတွေဦးစီးတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းတွေကလုံခြုံနေတဲ့ကြားဖြတ်စင်တာတွေဟာ2021အာနာလူမှုကြောင့်ပြည်တွင်းစစ်ဖြစ်လာပြီးတဲ့နောက်ပိုင်း အုပ်ချုပ်ရေးလျှော်ယဲနေတဲ့နေဆက်ဒေသတွေမှာပိုပြီးအရှိန်အဟုန်နဲ့ကြီးထွားလာခဲ့တာပါစစ်ကောင်စီနဲ့သူတို့ရဲ့လက်အောက်ခံတွေဟာဒီယာစကွေကိုင်းတွေနဲ့အပြန်အလှန်အကျိုးပြုတဲ့ဆက်ဆံရေးရှိနေပါတယ်ဒီကြဖြတ်စင်တာတွေဟာအာရှနဲ့တခြားနိုင်ငံတွေကလူထောင်ပေါင်းများစွာကိုလိမ်လည်ပြီးဖြစ်စေအတင်းအဓမ္မခေါ်ဆောင်ပြီးဖြစ်စေကျွန်ပြုတလုံးအဓမ္မစိတ်ခိုင်းနေကြပါတယ် လိန်လေခံရသူတွေရောအလုသမားတွေရောတဲ့မှာတရုတ်နိုင်ငံသားတွေအများကြီးပါနေလို့စစ်ကောင်စီဟာတရုတ်နိုင်ငံရဲ့ဖိအားကိုလည်းအကြီးအကျယ်ရင်ဆိုင်နေရပြီးမကြာခဏခေါ်ယူကြိမ်းပေါင်းခံနေရပါတယ်။မြန်မာစစ်တပ်ကနာမည်ကြီး KK ပတ်လိုနေရာတွေမှာလူသိရှင်ကြားစီးနှင်းဖမ်းဆီးမှုတွေလုပ်ပြီးအလုသမားတွေကိုဖမ်းဖြစ်စည်းတွေကိုတင်ထားတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ဒီလိုနှိမ်နင်းမှုတွေဟာအစိုးရကိုထောက်ပံ့ပေးနေတဲ့ငွေကြေးအရင်းမြစ်ကိုအပီးအပိုင်မဖြတ်စည်းပိန်နိုင်ငံတကာရဲ့ PR ကိုလျှော့ချဖို့ဟန်ဆောင်လုပ်ပြနေတာလောက်ပဲရှိတယ်လို့သုံးသပ်ကြပါတယ်။ရခိုင်ကလည်းရှမ်းမြောက်မှာစစ်တပ်လက်အောက်ခံပြည်သူစစ်နဲ့ PGF တပ်ဖွဲ့တွေကယခုကရင်ပြည်နယ်မှာဖြစ်နေတယ်လို့မျိုးကြားဖြန့်တွေအကအကွယ်ပေးပြီးအကျိုးအမြတ်ဖွဲ့ယူတာတွေပြုလုပ်ခဲ့ပါတယ်။ ။ဒါကြောင့်2029ဆစ်စင်ရေပေါ်ပေါက်လာပြီးစေကောင်စီပိုင်တဲ့နေမြေတွေအများပြားကိုဒေါ်လာရေးတက်တွေကတိုက်ခိုက်သိမ်းပိုက်ခါအဲ့ဒီနေမြေတွေကကြားဖြတ်လုပ်ငန်းတွေကိုအပိသက်ချေမှုန်ခဲ့ကြပါရယ်။ယခုလည်းအဲ့ဒီလိုတွေဖြစ်လာမှာကိုမင်းအောင်လိုင်းစစ်တပ်ကစိုးရိမ်ကြောက်ရွံ့နေပြီးကြားဖြတ်နှိမ်နင်းမှုတွေပြုလုပ်နေခဲ့ပေမယ့်ဟန်ပြသက်သက်ဖြစ်နေတယ်လို့တကယ်တမ်းကြားဖြတ်တွေနဲ့တွဲလုံနေတဲ့ KNA နဲ့ DGPA ကိုထိန်းချုပ်နိုင်တဲ့အစွမ်းအစလည်းမရှိပါဘူး။ ဒီကြားရင်အမေရိကန်အစိုးရကလည်း strike phone တခုဖွဲ့စည်းပြီးမြန်မာပြည်ကကြားဖြန့်ကိစ္စကိုကင်တွယ်ဖို့လှုံ့ဆော်နေပြီဖြစ်လို့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဆက်လက်ပြီးအမေရိကန်ဤဘာမာတင်စစ်စင်ရေးစားပြီးဘာမာတင်ဦးဆိုကအသစ်ဖွဲ့စည်းလာတော့မြန်မာရှိငွေလိန်ကိုင်းတိုက်ဖြတ်ရေးအဖွဲ့ scan center strike phone SCFFT မြန်မာနိုင်ငံအတွင်းရှိအစိုးရအဖွဲ့များ၏လုပ်ငန်းများကိုအခြားဌာနများနှင့်ပူးပေါင်း၍စတင်အရေးယူဆောင်ရွက်နေပြီဟု အမေရိကန်တရားရေးဝန်ကြီးဌာနမှထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံအတွင်းရှိငွေလင်ကိုင်းများကိုတိုက်ဖျက်ရန် FBI အေဂျင့်များထိုင်းနိုင်ငံသို့စတင်ရောက်ရှိလာပြီဖြစ်သည်ဟုဝါရှင်တန်ရှိကိုလံဘီယာခရိုင်ရှိနေရုံမှကြေညာချက်ထုတ်ပြန်ပါတယ်။ဗာမာတင်ကိုဦးဆောင်တဲ့အဆိုပါရှိနေရုံ၏အကြီးအကဲဂျီနင်းပီယိုမှဦးဆောင်မည်ဖြစ်ပြီးတရားရေးဝန်ကြီးဌာန၏ရာဇဝတ်မှုများဆိုင်ရာလုပ်ငန်းရုံးခွင် FBI နှင့် Secret Service မှအေဂျင့်များပါဝင်လာပါသည် အဆိုပါတိုက်ခိုက်ရေးအဖွဲ့သည်ထိတ်တန့်လိန်လည်မှုစင်တာများကိုပိတ်ဆို့အရေးယူခြင်းတင်စီခြင်းနှင့်ပုဂ္ဂိုလ်များအားရာဇဝတ်ကြောင်းအရာတရားစွဲဆိုခြင်းတို့ဖြင့်အမေရိကန်အခြေခံအဆောက်အုံများကိုလိန်လည်သူများသုံးဆွဲနေမှုအောင်ကာကွယ်ရန်နှင့်အများပြည်သူများအားပညာပေးခြင်းနှင့်မျက်နှာကြည့်ပေးခြင်းတို့ဖြင့်ရင်းလိန်လည်ခံရသည့်အမေရိကန်များကိုထောက်ပံ့ကာကွယ်ရန်အတွက်အစိုးရတွင်ရှိသည့်ရရှိနိုင်သောကရိယာအလုံးကိုအသုံးပြုသွားမည်ဖြစ်သည်ဟုကြေညာချက်ကဆိုပါသည် ပြည်တော်မှဘာမာတင် SCSF ဖွဲ့စည်းခဲ့မှုနှင့်ဆက်လင်း၍ပြောကြားရာတွင်လိမ့်လည်မှုစင်တာများဖြင့်တာမန်အမေရိကန်ပြည်သူများမျိုးရိုးစင်ဆက်စုဆောင်ထားသောကျွေးဝချမ်းသာမှုများတရုတ်ရာဇဝတ်ကိုင်းများ၏အိတ်ကပ်များထဲသို့ထွဲပြောင်းရောက်ရှိနေသည်။ကျမတို့ရုပ်အနေဖြင့်နိုင်ငံခြားသားတရခတ်များကိုဆွဲချက်တင်ရနှင့်၎င်းတို့၏ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန်အခွင့်အာဏာရှိသည်ဟုဆိုပါရယ်။ယခုအခါ SCSF သည်အပြည့်အဝလည်းပတ်လှုပ်ရှားနေပြီဖြစ်သည်ဟုလည်းပြောသွားခဲ့ပါရယ်။ ် SCFF အဖွဲ့ဝင်များသည်မြန်မာလာအိုနှင့်ကမ်ဘောဒီးယားတွင်လှုပ်ရှားနေကြသောတရုတ်ရာဇဝတ်ကိုင်းများအပြင်အကြီးကပါဝင်နေသည့်ခေါင်းဆောင်များကိုဖော်ထုတ်ရှာဖွေသွားပြီးတရားစွဲဆိုနိုင်ရန်အကြီးကဦးစားပေးလှုပ်ဆောင်နေကြတာဖြစ်ပါသည်။ဖာမာတင်သည်မြောက်ရီရှိ DKPA ထိန်းချုပ်ထားရာတိုက်ချန်ဌာန၏ဝက်ဘ်ဆိုက်ကိုချုပ်ကန်နိုင်လိုက်ပြီးဟုသိရပါသည်။ထို့ပြင်နေရာအတိအကျဖော်ပြထားခြင်းမရှိသည့်မြန်မာနိုင်ငံ၏နောက်ထပ်လိမ်လည်မှုစင်တာများ၏ဂျိုလူချိတ်ဆက်များ satellite terminal ကိုသိမ်းဆည်းရန်အတွက်လည်းဖန်ဝရမ်းများတောင်းခံလျက်ရှိသည်ဟုဆိုပါရယ်။ဘန်ကောက်တွင်ရောက်ရှိနေသော FBI agent များသည်ထိုင်းအထူးစစ်စင်ရေးအဖွဲ့နှင့်အတူအထိုင်ချပြီး BGF များအကောက်ွယ်ပေးထားသည့် KK ဘက်ရှိစခန်းများကိုတိုက်ဖြတ်သွားမည်ဖြစ်ပါရယ်။ February လအတွင်းကထိုင်းအထူးစုံစမ်းရေးဌာနမှ BGF ကောင်းဆောင်စောချစ်သူအောင်ဖန်ဝရမ်းထုတ်ပေးရန်တရားရေးဌာနသို့လျှောက်ထားခဲ့ပြီးဖြစ်ပါရယ်။ ်အမေရိကန်မှ DKPA အရေးယူတန်းခတ်ရန်ကြေညာပြီးလျင်ပြီးချင်းစေအုပ်စုမှမြန်ဝတီရှိ၎င်းတို့ပိုင်ဆိုင်သောကာစီနိုအားလက်နက်ကြီးများဖြင့်ပစ်ခတ်သည့်ဖြင့်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး10ဦးထဏ်ရာရရှိသွားသည်ဟုသိရပါသည်တန်ခတ်ခံရမည့်စရင်တဲ့ပါဝင်နေသည့် DKBA ခေါင်းဆောင်လေးဦးထဲမှတအူးဖြစ်သူစောစိန်ဝင်မှ၎င်းတို့ဖွဲ့မှခေါင်းဆောင်အချို့အွန်လိုင်းငွေလင်ကိုင်းများကိုဥဆောင်လောက်ကိုင်းနေသည်ဟုဝေခန့်လာခဲ့ပါတယ်။ယခုအရေးတွေအမေရိကန်တို့အုံနှင့်ကျင်းနှင့်ပါဝင်လာခြင်းဖြစ်ပါတယ်။ ထိုင်းရှိကဘာတဝမ်းလိမ်လည်မှုတိုက်ဖြတ်ရေးမဟာမိတ်များအဖွဲ့၏ထုတ်ပြန်ချက်အရထိုင်းနိုင်ငံသား၁၀ဦးလျင်၆ဦးနှုန်းအလိန်ခံခဲ့ရပြီး2024တနှစ်ထဲတွင်စုစုပေါင်းထိုင်းဘတ်ငွေ130ဘီလီယံအလိန်ခံခဲ့ရသည်ဟုသိရပါသည်စောချစ်သူဤပါတနာဖြစ်သူရှီဂျီချန်အောင်ထိုင်းမှတရုတ်တို့လွှဲပြောင်းပေးလိုက်ပြီးဖြစ်၍ KK ပတ်နှင့်ပတ်သက်သည့်အရေးပါသောသတင်းအချက်အလက်များတရုတ်တို့ရရှိတော်မူဖြစ်သည်။ အမေရိကန်ဒီလိန်ဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးထား၍၎င်းတို့အစိုးရမှလည်းအရေးယူရန်လှုံ့ဆော်မှဖြစ်ပေတော့မည်ဟုယူဆလာခြင်းဖြစ်ပါတယ်။ရှီဂျီချန်သည်ဘီဂျင်းစီသို့စောချစ်သူသည်ဝါရှင်တန်စီသို့လောဟူသောမိကွန်များထွက်ပေါ်လာနေပြီဖြစ်သည်။ဆလပီဗမောက်မျိုးပြန်ရပြီလို့ဝါရဖြန့်နေပေမယ့်မြေပြင်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားအထိနာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဗမောက်မြို့ကိုပြန်လည်သိမ်းပရရှိပြီလို့စစ်ကောင်စီထောက်ခံသူတွေဘက်ကဝါဒဖြန့်ပြောဆိုမှုတွေရှိနေပေမယ့်မြေပြင်မှာစစ်တပ်ဘက်ကသာအထိနာပြီးဒေသုံမှုများနေတယ်လို့မြေပြင်တော်လှန်ရေးတရင်ရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်ညနေပိုင်းမှာစတင်ပြီးစစ်ကောင်စီထောက်ခံသူအကောင့်တွေနဲ့ page တွေမှာတစင်ဗမောက်မြို့ကိုစစ်တပ်စစ်ကြောင်းတွေစတင်ဝေရောက်နေကြောင်းဝါဒဖြန့်မှုတွေရှိခဲ့ပါတယ်။ အဆိုပါဝါဒဖြန့်မှုတွေနဲ့ပတ်သက်ပြီးဗမာမျိုးရှိတိုက်ပွဲတွေမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မြေပြင်တော်လှန်ရေးရဲဘော်တအုပ်ကိုဆက်သွယ်မေးမြန်းရမှာတော့သတင်းအမှားသာဖြစ်တယ်လို့သတင်းဌာနကပြောပါရယ်ဗမာမျိုးကိုစစ်တပ်ကပြန်ဝင်နေပြီဆိုတာသတင်းအမှားပါအဲ့ဒါသတင်းမဟုတ်ပါဘူးဗျာကျွန်တော်တို့ဘက်တွေမှာအေးအေးဆေးဆေးပါပဲလို့သူကပြောပါရယ်ဗမာမျိုးဟာဇကိုင်းတိုင်းအထက်ပိုင်းမှာတည်ရှိပြီးကချင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့အပြင်ဒေါ်လာရေးအင်အားစုတွေထိန်းချုပ်ထားရာအင်းတော်ကတာမျိုးနယ်တွေနဲ့လည်းထိစပ်နေတာကြောင့်ဖြူဟာအရအရေးပါတဲ့မျိုးဖြစ်တယ်လို့သိရပါဗျ။ ဒါကြောင့်ဗမောက်မျိုးကို MOD လက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့တို့ပူးပေါင်းပြီးစက်တင်ဘာလ15ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီးနောက်ရှစ်ပိုင်းအတွင်းမှာပဲတင်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါမျိုးတင်တိုက်ပွဲအတွင်းကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရှမ်းနီပြည်သူစင် SND တပ်ဖွဲ့ဝင်တွေဟာဗမောက်မျိုးမှာတက်စစ်ဆုတ်ခွာခဲ့ပြီးနောက်အော်ဘလာလီရဲ့နေ့မှာဟုံးမလေးမျိုးမှလိုက်လာတဲ့စစ်ကူစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးမြို့ကိုတပ်ဖန်ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့သိရပါတယ် မောက်မြို့ကိုပြန်လည်ရရှိဖို့အတွက်လူရဲအနောက်ဘက်မှတက်စစ်နှိစင်အင်အားသုံးထိုးစစ်ဆင်နေသလို drone နဲ့လေကြောင်းကိုလည်းအလဲကျအုံပြူတိုက်ခိုက်နေပေမဲ့စစ်တပ်ဘက်ကသာထိနာပြီးတိစုံတန်ရာရသူတွေကိုလည်းတိုက်ပွဲအတွင်းမှပြန်လည်ခေါ်ဆောင်သွားရတာမျိုးတွေကိုတွေ့မြင်ရတယ်လို့အဆိုပါရဲဘော်ကဆက်ပြောပါတယ်တိုက်ပွဲတွေတဲ့တုံပန်းမိတာမျိုးတော့မရှိဘူးဒါပေမဲ့တော်တော်လေးတော့အထိနာသွားတယ်သူတို့ရဲဘော်အလောင်းတွေကိုပြန်မဆွဲပဲပြစ်ထားခဲ့တာအများကြီးပဲတိုးတာကတော့နေတိုင်းတိုးနေတိုင်းအထိနာတာပဲ လာတိုးတိုင်းသူတို့လူသူတို့ထမ်းထုတ်ပြီးပြန်ပြန်သွားရတာတွေလည်းမြင်နေရတယ်လို့ပြောပါတယ်။ဗမောင်မျိုးကိုရရှိဖို့တော်လှန်ရေးအင်အားစုတွေရှိရာနေရာတွေကိုစစ်တပ်ကလက်နက်ကြီး၊ဒရုန်း၊လေယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေရှိသလိုပြည်သူပိုင်နေအိမ်တွေကိုလည်းရည်ရွယ်ချက်ရှိရှိမိရှုဖျက်ဆီးတာတွေလည်းရှိတယ်လို့သိရပါတယ်။ဒါပြင်စစ်ကောင်စီထောက်ခံသူတွေနဲ့ဝါရဖြန့်သူတွေဘက်ကအခုရပိုင်းအတွင်းဗမောင်မျိုးနယ်မှာတော်လှန်ရေးအင်အားစုတွေဘက်ကစစ်ကောင်စီထံဗတ်ကူးပြောင်းမှုတွေရှိနေတယ်လို့လည်းပြောဆိုနေပေမယ့်သတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်